အားလုံးမင်္ဂလာပါဒီနေ့ကတော့အဲအတန်းခဏနားလာနဲ့နော်အချိန်ရလာတဲ့ခဏကျွန်တော်လွှင့်လိုက်တာအရေးကြီးတဲ့အချက်ကတော့ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့မိုးကုတ်နဲ့ကိစ္စပေါ့လေမိုးကုတ်တိုက်ပွဲမိုးကုတ်တိုက်ပွဲမှာနော်အခုကျွန်တော်တို့ရတဲ့တည်င်းတွေကပါလဲဆိုရင်မိုးကုတ်ဖြူဟာနေပြီးတော့မှနော်စီယုံပြီးတော့မှ PDF တက်နေနဲ့စီယုံပြီးတော့တိုက်ပွဲဝင်နေတယ် နောက်ပြီးတော့လည်းအဲ့ဒီမိုးကုတ်ဖြူဟာနေပြီးသူတို့အောက်လက်အောက်မှာရှိတဲ့နော်တိုက်ရင်းတွေအတွက်ဒါ US ဒေါ်လာ9000လားမသိဘူးအထူးခံနေတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့ကဟိုမိုးကုတ်နဲ့ပတ်သက်လို့ကတော့ပြောနေရတော့ဗောဗျာနော်အဲ့ရွှေသွင်းတွေတူးလို့ဒေါ်လာတန်းတရာလောက်ရတယ်ဒါ NUG ကမပေးဘဲနဲ့ဘာဖြစ်လို့အလှူခံနေတာလဲဘာလဲဒါတွေကတော့တက်လာတယ်ဗျအဲ့တော့အဲ့ဒီကိစ္စတွေကတော့ ကျွန်တော်လည်းအတိရတော့မသိဘူးပေါ့ရီရွှေလေးနဲ့ကတ်စလို့ဘာအနေဘလူရတယ်ဆိုတာအတိရမသိဘူးမသိတဲ့ကိစ္စတော့ကျွန်တော်အရင်သွားပြီးတော့ပြောနေလို့တော့မရဘူးဘာဖြစ်ထားလိုက်တယ်အဲ့ရွှေသွင်းတူးတာတွေတူးခွင်တိုင်စင်ချပေးတာတွေလုပ်ငန်းချပေးတာထားလိုက်တော့ဒါပေမဲ့ကျွန်တော်မျက်မြင်ရတော့ဗာလဲဆိုတော့တိုက်ပွဲဖြစ်ရင်တော့ပတ်စာလိုမှာပဲဘာကြောင့်လဲဆိုတော့ကောင်းရင်တော့လည်းပဲဒီဒီမှာရှိတဲ့တတ်တွေကနော်ဒီလက်လက်မရလို့ကြီးစားမလုံလောက်လို့ 萨加萨呢，变米到高那个 o c 瓦的，一路大家那路降比，来。我们摩高给萨马加到，一浪就嘛七，不多加到这种业绩的。你应该摩高嘛是嘞，交关的恰比那的，小比大的，比那的，你给萨你要闹得白。但呢，不得罗话罗，我好不喊拿罗他嘞是嘞拿，人家拿罗房价突然说话嘛，伊拉得白。咱们罗罗是这种阿年巴列斯说摩高高，喏。 ်ပြည်ထက်တက်တွေဝင်လာတယ်ဝင်လာတော့မိုးကုတ်မှာရှိတဲ့မြို့သူမြို့သားတွေကလည်းပဲတောင်းတဖြည်းဖြည်းကြိုးဆိုရတယ်နောက်ပြီးတော့တန်ဖိုးတွေပြန်တီးကြတယ်အဲဒီမှာတော့ပြောကြတာဝိသီတန်ဖိုးတီးတာတော့ဟိုသေနာဆိုင်ရဲ့ကလည်းလက်ချက်တွေပါတယ်ဒါရတော့ထားလိုက်တော့ကျွန်တော်ຫນွေဦးတော်လာရေးအစပိုင်းမှာကလည်းပဲဒီစကားစဆိုရဲ့နော်မိစ္ဆာကောင်ကိုတန်တန်ဖိုးတီးပြီးတော့ဝိုင်းမောင်းထုတ်ခဲ့တာပဲဒါပေမဲ့နောက်ပိုင်းရတော့တန်ဖိုးတီးလို့မရတော့ဘူးတန်ဖိုးတီးလည်းလည်းပြစ်တာဟုတ်အဲ့တော့လုံးဝမရတဲ့အချိန်မှာဒီမိုးကောပြန်ပြီးတော့လောက်လာတယ်ဆိုတဲ့အတွက်ဒါကတော့ကျွန်တော်တို့က ပြိုဆိုရမယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒေါ်လာရေးလို့လုပ်တယ်ဆိုတာက UNG တွေနော် NLD တွေစကစတွေဒါခဏထားလိုက်။ပြည်သူတွေပါလို့ရှင်တယ်လေ။ပြည်သူတွေလွတ်မြောက်ရှင်တယ်။ဟုတ်ပလား။ပြည်သူတွေလွတ်မြောက်ရှင်လွတ်မြောက်ရှင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ကနေပြီးတော့မှထောက်ပေးရမယ်။ဒါအဓိကပဲ။ဒါဒေါ်လာရေးအဓိကကြီးရဲ့ချက်ပဲ။မိုးကုတ်ကိုစကစလက်အောက်ကပြည်သူတွေမနေချင်ဘူး။ ပီဒီအက်တပ်တွေဝင်လာတဲ့အတွက်ပြည်သူပြတောင်းတပြပြကြိုးဆိုကြတယ်စကားဆောက်လဲဝိုင်းကြီးစန့်ကျင်ကြတယ်ဒါကအဓိကပဲဒါပြည်သူတွေလိုလားချက်ကကျွန်တော်အဓိကပဲဘာကြောင့်ကျွန်တော်တို့ဒေါ်လာကြီးလုတ်တယ်ပြည်သူတွေရဲ့လိုလားချက်ကိုကျွန်တော်တို့ကအဓိကထားပြီးတော့ဒေါ်လာကြီးလုတ်တာဘာလို့ NLD ပါတီကိုမဲပေးခဲ့တယ်လဲစစ်အာဏာရှင်ရဲ့ဖနှောက်အောင်မှာမနေချင်းလို့လို့မဲပေးကအဲ့ဒါကလည်းပဲဥပဒေကြောင်းရလွတ်တော်ထဲမှာပဲเนาะ ဒီဒီမိုကရေစီနီးကြကြပေါ့လေပြည်သူရဲ့အုပ်ချုပ်ရေးကိုအသွင်ကောက်ပြောင်းဖို့ဒီမိုကရေစီနီးလမ်းကိုပြောင်းဖို့အတွက်2008ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့ဒီမိုကရေစီနီးနဲ့စတိုတော်တမ်းမှာကြိုးစားခဲ့တယ်ဒါပေမဲ့လို့အဲ့ဒါမအောင်မြင်ခဲ့ဘဲနဲ့ဒီတဲ့ပို့ပြီးဆိုးဝါးတဲ့စစ်အာဏာရှင်စနစ်ကစစ်ဖနာအောက်ကိုတိပြောင်းရောက်အောင်ဆွဲသွင်းခံရတယ်ဒါကြောင့်မို့ပြည်သူတွေတော်လာတာ 比如高山野果子，喏，黄皮子了，龙眼果子、其他果子喏，像龙眼的、西天，凡是大的、龙眼的、当然有就那的话，老熟些了，没龙眼巴蕉我们来说了，比如这呀，眼看啥呢呀？比，比如这看啥？结果加桂皮我做了，养个龙眼苗苗嘛了，加本地的树了，咱哪家几山来啦？没，你做了没过多年苗家了？比如讲，喏，啊加桂的系列，龙眼的系列，所以。 ဒီလိုနေရာမျိုးကဒေါ်လာရဲ့နော်ဘိုအချက်ချဖြစ်စေတဲ့ ਨੇ ဒါပဲကျွန်တော်ကယူဆတာရမလို့မိုးကုတ်ဖြူဟာနေပြီးတော့မှအလူငွေကောက်တာပြူတာတွေကိုဒါတွေကပြည်လူတွေထဲ့ဝင်ဖို့လိုတယ်ဒါကတော့ကျွန်တော်လော်ဘီလုပ်နေတာမဟုတ်ဘူးနော်လုံးလော်ဘီလုပ်နေတာမဟုတ်ဘူးဟိုငွေထုတ်ပိုက်ပြီးထွက်ပြေးရင်တော့ဆဲဖို့ပဲဒီဟုတ်လားကျွန်တော်တို့ကတော့ဝိုင်းငွေလုံးပါမှာပဲဒီလိုတော်လိုက်အကြောင်းပြပြီးတော့မှကိုကျိုးရှာတယ်ဆိုရင်လည်းပဲကျွန်တော်တို့က နော်ဒီတိုင်းကြည့်နေမှာတော့မဟုတ်ဘူးသို့တော်လည်းပဲဒီအချိန်မှာတော်လာတဲ့ခါမှာဆိုရင်တော့ဒီမိုးကုတ်တိုက်ပွဲသည်ပြည်သူအားလုံးနဲ့တက်ဆိုင်နေကျွန်တော်တင်ပြခဲ့တဲ့ live မိုးကုတ်တိုက်ဖွဲရပလောင်နဲ့ပဲတက်ဆိုင်တာလည်းမဟုတ်ကချင်းနဲ့ပဲဆိုင်တာလည်းမဟုတ်ဘူးတပြည်လုံးနဲ့ဆိုင်တယ်ဘဘာနဲ့လည်းဆိုင်တယ်ချင်းနဲ့လည်းဆိုင်တယ်ကချင်းနဲ့လည်းဆိုင်တယ်ရှမ်းနဲ့လည်းဆိုင်တယ်ပြည်သူအားလုံးနဲ့ဆိုင်တယ်ဘာကြောင့်လဲဆိုတော့တရုတ်ကပျောင်ပျောင်တင်းတင်းစွတ်ဖက်မှုကိုအာခံရတာအခုချိန်မှာခင်ဗျ Econometrics မှာလည်း တင်းဆောင်မှာတက်လာတယ်ဗျတရုတ်နဲ့ဝါနဲ့ဆွေးလို့အကြောင်းတွေကိုပါတေးလာတယ်ဗမာနိုင်ငံကြီးကိုတရုတ်ကနေပြီးတော့ပြောင်ပြောင်တင်းတင်းဝင်ပြီးဆွတ်ဖက်တယ်ဆိုတဲ့အကြောင်းကို economics journal ကနေပြီးကဘာတိတင်ပြလာတာတရုတ်ရဲ့ဆွမ်းမိုးမှုကဗမာပြည်ကိုကျုံပြို့ဖို့ဆိုပြီးဆွမ်းမိုးမှုကိုလောက်လာတာဒါကိုကျွန်တော်တို့မိုးကုတ်တိုက်ပွဲရခုခံအာခံရတဲ့တိုက်ပွဲဖြစ်နေတာဒီလိုအာခံတဲ့တိုက်ပွဲကိုကျွန်တော်တို့အနေနဲ့အားပေးရမှာပဲအဲ့ဒါအတွက်ငွေကြီးကောက်တဲ့အလူခိုင်လည်းကျွန်တော်ကထောက်ခံရမှာပဲ အဲအဲ့ဒီခါမှာတော့ချို့ကပြောကြတာပေါ့ဗျာနော်လူငယ်တွေကိုအပေခံခိုင်းနေတာဟုတ်လားနော်သူဆွေးလို့ပွဲကဒီမဲရွေးပွဲကိုအဓိကထားပါလားဘာလို့မိုးကုတ်ကိုတိုက်ပါလဲတိုက်မနေနဲ့မင်းတို့တိုက်နေလက်ကသေးမှာပဲစကားစလေချောင်းနဲ့နေတာဒါတွေအကုန်လုံးကတော့ဘာမြင်ရလဲစကားစဘက်ကရောဟိုတပါတီတပီလို့ပြောနေတဲ့အုပ်စုလေးရပါဒီဟာတွေဆက်လာတယ်ဒါဒါကြောင့်မို့ကျွန်တော်ကဘာပြောချင်လဲတော့မိုးကုတ်တိုက်ပွဲမှာမတိုက်နဲ့လို့ပြောတယ်မှန်တယ်မြတ်ဒီစကားစအလိုကြပြောနေတဲ့လူတွေပဲဒါပဲကျွန်တော်ကယူဆတယ် ဒီချိန်မှာကျွန်တော်က NUG ကိုထောက်ခံလို့လော်ဘီလုပ်ပေးနေရတယ်မဟုတ်ဘူး NUG ကနေပြီးတော့ငွေပါညာလုပ်တာဒါဒီကျွန်တော်ကထဲလောလောဆယ်မထားဘူးလောလောဆယ်မိုးကုတ်တိုက်ပွဲမှာပါလိမ့်နေတယ်ဒီတရုတ်ရဲ့ဩဇာချဲ့ထွေမှုကိုအာခံတဲ့တိုက်ပွဲဖြစ်နေတယ်ပြည်သူအားလုံးကလည်းလိုလားနေတယ်เนาะပြည်သူတွေအနေနဲ့ဆိုရင်ဒီဒီเนาะဒီမန္တလေးပြည်ရဲ့တပ်အပါအဝင်ဘာဒီလူလုံးမြောက်ရဲ့ တက်သားတွေဝေးလာတာကိုသူတို့အနေနဲ့ကတောင်းဆုံးပြရကြိုးဆိုတယ်တန်ဆုံးပြပြလုပ်တယ်ဒါတွေကတော့ဗာပြည်သူရဲ့ဟိုစိတ်ဆန္ဒပဲပြည်သူတွေလွတ်မြောက်ခြင်းနဲ့စိတ်ဆန္ဒပဲပြည်သူတွေအားကိုးတာကိုခံယူခြင်းနဲ့စိတ်ဆန္ဒပဲဒါတွေကိုကျွန်တော်တို့အနေနဲ့ကဆိုရင်ဒါလေးစားမှုရှိရပဲဒါပဲကျွန်တော်တို့ကเนาะအဓိကပဲရောက်လို့မိုးကုတ်အနေနဲ့ကဘာလို့အောင်ဆိုရင်ပြည်သူတော်လာရေးတက်တဲ့အနေနဲ့ကလည်းမိုးကုတ်ကိုစနစ်ကြတိုက်ပွဲဝင်ရမယ်မိုးကုတ်မှာတော်လာရေးတက်တယ်နဲ့မကဘူးမိုးကုတ်မှာရှိတဲ့ပြည်သူအားလုံးတဲအိမ်မှာ နော်အိမ်တိုင်းစီလက်နဲ့တတ်စင်နိုင်အောင်လေကျွန်တော်ကစူးစမ်းဖို့လိုတယ်ထို့အတူပဲမြောက်ဘန်ကာတွေတူးပြီးတော့မှစကားစလေတာကိုလည်းအာခံဖို့လိုတယ်ဒီလိုပုံစံမျိုးနဲ့မိုးကုတ်ကိုကျွန်တော်တို့အနေနဲ့ရဆိုရင်ထိမ့်သိမ့်ဖို့လိုတယ်ဒါပေမဲ့တစ်ခုရှိတာကဘာလဲဆိုတော့ခန်စစ်တေတစ်ခုတည်းနဲ့တော့မလုံတော့ဘူးဗျကျမတို့ကဒီဒီတရားပဲခံစစ်တွေလုပ်တယ်ဆိုရင်စခါစသူ့လေချောင်းတွေရောအမြောက်ကြီးတွေရောလက်နဲ့မျိုးစုံတွေပုံပြီးတော့မှဒီအဲ့နေရာခြေမုံးမှာပဲဘာမို့ခံစစ်တွေတွေမကဘူး သူတို့ပြန်ပြီးထိုးစစ်ဆင်နိုင်ဖို့လည်းလိုတယ်။ကြောင့်မိုးကုတ်နဲ့ဆက်ဆက်တဲ့နေရာတွေကိုထိုးစစ်ဆင်နိုင်ဖို့လိုတယ်။အခုကျွန်တော်ကြားတာပါလို့ဆိုမိုးကုတ်ကိုဒီကောင်နေရနေပြီးတော့မှအပြတ်မတိုက်သေးပဲနဲ့နော်။ရှမ်းမြောက်မှာရှိတဲ့တပ်တွေကိုမှဆွဲထုတ်ပြီးတော့ဆင်းချလာတယ်ဆင်းချလာပြီးတော့မှမတရားနယ်မတရားနယ်ဘက်ကိုပါဝင်ပြီးတော့စီးနေတယ်လို့ပြောတယ်အဲ့စီးနေတဲ့ကောင်တွေကိုလည်းနောက်ကျွားနေတိုက်ဖို့လိုတယ်စီးလာတဲ့ကောင်တွေဝင်လာတဲ့ကောင်တွေကိုနောက်ကျွားနေတိုက်ဖို့လိုတယ် ဒါတွေကိုလုပ်ပါမယ်ကျွန်တော်တို့အနေနဲ့ခုခါနိုင်တဲ့ခိုင်မာခုခါနိုင်တဲ့နေရာတွေမှာလည်းပဲတက်ဆိုင်ရာဒေါ်လာရေးတက်တွေမကဘူးတက်ဆိုင်ရာပြည်သူလူတွေတွေပါအားလုံးညီညီညွတ်ညွတ်နဲ့ဝင်ပြီးတော့ပူပေါင်းပြီးတော့ခုခါတိုက်ပွဲဝင်ရသလိုဒီစကားစားနေစစ်ထိုးလာတယ်သူတို့နောက်စစ်ကြောင်းတွေနောက်ကျောကနေပြန်ပြီးတိုက်ဖို့လိုတယ်သူတို့က ပျောက်ကြားနည်းနဲ့တိုက်ဖို့လိုတယ်ပြစ်ပြေးတဲ့နည်းပုံစံနဲ့တိုက်ဖို့လိုတယ်လမ်းဖြတ်တဲ့ပုံစံမျိုးနဲ့တိုက်ဖို့လိုတယ်မိုင်းဆွဲတဲ့ပုံစံမျိုးနဲ့တိုက်ဖို့လိုတယ်နောက်ဆုံးသူတို့အနေနဲ့ဘယ်နေရာမှာရက်တီလို့မရအောင်ကျွန်တော်တို့အနေနဲ့ဆိုရင်မြေလှမ်းတဲ့စနစ်လည်းလုပ်ဖို့လိုတယ်ဒါတွေအကုန်လုံးကပြင့်တော်တဲ့နီလာအကုန်လုံးကိုကျင့်သုံးပြီးတော့ဒီစကားစာကိုတိုက်ဖို့လိုတယ်အဲ့ဒီခါမှာကျတော့စကားစာဘက်ကကောအခုကတော့ဘလို့ကျွန်တော်ကြုံကြုံတွေ့နေရလဲဆိုတော့တပါတီတပါတီပါဆယ်လိုဆဲကြလိုက်တာနဲ့ကျွန်တော်တို့ကဒါကိုလူလိုလိုဖြစ်သွားတော့ ဒါပေမဲ့တကယ်တကယ်ကျတော့မိုးကုတ်တိုက်ပွဲကြောင့်တိုက်မနေနဲ့မင်းကိုတိုက်ရင်လည်းကတဲ့နိုင်မှာမဟုတ်ဘူးဒီ NUG ကနေပြီးတော့မှလူငယ်တွေကိုအပေခံလိုက်နေတာနော်မိုးကုတ်မှာကရတဲ့ပတ်စံတွေဘယ်ရောက်သွားသလဲဒီလိုလော်ဘီတွေလှုပ်လာတယ်ဗျအဲ့တော့အဲ့လိုလှုပ်လာတဲ့ဟာတွေကနော်ဒီလိုလှုပ်လာတဲ့ကစကားစပက်ကလည်းဖြစ်ရင်ဖြစ်မှာပဲတပ်ပါတီအယောင်ဆောင်ပြီးတော့မှဟိုဆဲပြဒီဆဲပြပြီးတကယ်တကယ်တီတုတော်လာရေးအတွက်ဒီတရုတ်ကိုအာခံနေတဲ့ဟာကိုလည်းပဲနော် ဟိုပြက်ပြားအောင်မဲ့စိတ်ဓာတ်စီစဉ်လုပ်တယ်လို့လဲဒါဖြစ်နေတာပဲဘာအဖြစ်ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ပပ္ပါဒီလို့ပြောတာပါတယ်မှန်ရင်ကျွန်တော်တို့ကထောက်ခံမယ်မှန်ရင်ကျွန်တော်တို့ကကလောဆဲမယ်ဒါပဲစကားစားပဲဖြစ်ဖြစ်အန်ယူဂျီဖြစ်တဲ့ဟိုဟာဖြစ်ဖြစ်ဒီဟာဖြစ်ဖြစ်ဟိုဘက်ဒီဘက်ကျွန်တော်လိုက်ဆရာမလို့မှန်ရင်ကျွန်တော်တို့ကပြောမှာပဲမှန်ရင်ထောက်ခံမယ်ဒါကဒီမိုကရေစီအဓိကပဲဒီမိုကရေစီစနစ်ကဆိုရင်မှန်တာကိုထောက်ခံတယ်ဝိုင်းရံတယ်မှားရင်အပြတ်ထောက် နော်အပြတ်ကိုထောက်ပြတယ်ဒါမှဒီမိုကရေစီဗမာနိုင်ငံအနေနဲ့ကဒီမိုကရေစီမရှိတာဘာလဲဆိုတော့အင်အားကိုမှလူတရနော်လိုက်ကြပါလားအင်အားရှိတယ်ဆိုရင်အဲ့အင်အားရှိတဲ့လူကမှန်းတယ်အင်အားမရှိတဲ့လူတော့အလကားပဲအင်အားမရှိရင်မှားတယ်ဒါအယူနော်ဒီအယူအဆဒီလိုအယူအဆကြောင့်လဲဗမာနိုင်ငံကစစ်အာဏာရှင်တွေရဲ့လွှမ်းမိုးမှုအမြဲခံနေရတာရောက်လို့ကျွန်တော်တို့အနေနဲ့ကဆိုရင်မှန်းရင်မှန်တာကိုထောက်ခံရမယ်မှန်းရင်မှားတာကိုထောက်ပြရမယ်ဒါအတိအကျကြပါပဲ အလကားနေ NUG ကိုမကြိုက်တိုင်းကျွန်တော်ကဖောင်းထူတာပြီးတော့မှတကယ်တကယ်ပြည်သူအတွက်ဒေါ်လာရေးအရေးကြီးတဲ့ခါမှလည်းမြေကြီးမှာရှိတဲ့တပ်သားတွေကိုမှနော်နှိမ့်ချတဲ့ပုံစံမျိုးနော်ဟိုဝေဝါးစီတဲ့ပုံစံမျိုးဒါမျိုးလောက်တာကတော့ရှင်းရှင်းပြောနေစကားစားဘက်ကိုလိုက်တဲ့ပုံစံနဲ့ဒါကျွန်တော်တို့အနေနဲ့ကကျွန်တော်ပတ်ပါတီအယူဆအနေနဲ့ကဆိုရင်နော်ကျွန်တော်တို့ကဒေါ်လာရေးကိုပြက်ပြက်သားသားကျွန်တော်လိုချင်တယ်ပြက်ပြက်သားသားခုခါတော်လှန်တဲ့ဒေါ်လာရေးတက်တွေကိုကျွန်တော်ကဒေးစားရမယ်ဝိုင်းရံရမယ် မဟုတ်ရင်လည်းမဟုတ်တာကိုကျွန်တော်ကပြက်ပြက်သားသားထောက်ပြရမယ်ဒီကိစ္စကကျွန်တော်တို့ကအရေးကြီးတယ်ရှိတဲ့မြအကုန်လုံး live ဖောင်းထုတ်ပြီးတော့မှအဲ UG ရှိတဲ့မြအကုန်လုံးပြည်သူတော်လာရေးတပ်သားတွေအကုန်လုံး live ဖောင်းထုတ်တဲ့ပုံစံမျိုးကတော့ဒါကျွန်တော်တို့ကလက်မခံဘူးဒါအတွက်လည်းကျွန်တော်တို့တပ်ပါတီအယူဆမဟုတ်ဘူးတပ်ပါတီယူဆကပါလို့ဆိုရင်မှိုင်းမှန်တဲ့ဟုတ်အပြတ်ထောက်ခံမယ်မှိုင်းမှားတဲ့ဟုတ်အပြတ်ဝေးပါမယ်ဒါအဓိကပဲရောက်မိုးကုတ်တက်ကိုရဆိုရင်ဒီစကစနဲ့တိရုံနဲ့ပူပေါင်းပြီးတော့မှ 爸妈逼我，这样这样，这个内切拉皮，比如这些罗拉切，这个切膜的的，哦，六月七日就大概就那么比较个那三件布罗来呀。那这个爸妈逼我，那六月七日你得要的，那不得要的啦。内外面都要搞那么南面要修嘛，内外得都要搞的，都会要搞完了。七千多万爸妈逼我嘛，这是要罗皮了嘛，得要的，喏，只要罗在搞有理，咱内外面搞呗。 白妈白马嘛，的个、嗯，喏、嗯，七 CK 的白马比欧，七 CK 的内环做的个嘛，打的有，有内线做的个。哎，老高弄一下白马比欧，中华比开的。哎，我把高就没听啊，比开的。白马比马起来，地图里白菜木的个嘛，喏，地图白白菜内所比，那一点比如啊。他们家在现在，西 a 家男性建东开的高庙。哎，老西德家男性进东的内环比多那边，没收内，没比内，你得有古嘛。 ဖင်ခံတဲ့ဂရီးเนาะစောမောင်တို့ခင်ညွန့်တို့ဒီမေအောင်လိုက်တို့အကောင်ကြီးဒီလိုအကောင်ကြီးကလိုက်ပြီးဗမာပြည်ကိုမှသွေးဆုပ်ပြီးတော့ခေါင်းခေါင်းကိုဖြတ်ပြီးတော့တရုတ်တက်အောင်ရအောင်ရိုက်ပွေးနေတဲ့ကောင်မျိုးတွေကိုကျွန်တော်တို့ကခုခံတော်လာတဲ့သဘောဖြစ်လာတာကျွန်တော်တို့နည်းနည်းဖြစ်အောင်ရတဲ့နည်းနဲ့တိုက်ဖို့လိုတယ်ရတဲ့နည်းနဲ့ခုခံဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဒီတရုတ်ရဲ့ဩစာအာနာချက်ဖွေမှုကိုဒီမိုးကုတ်တိုက်ပွဲအနေနဲ့ပြောင်ပြောင်ပြတ်ပြတ်သားသားစန့်ကျင်တော်လာမှုလိုတယ် 你睇我冇個表現呢？跌跌悠悠呢，帶過嚟呢，所以叫我話偷看下咪。做呢啲呢，我一路一直衰嚟，第二路話偷看唔要吧？但係我冇個得苦嘅，第二路唔好啦，第二路嗱，我冇個嘅阿勇仔呢，就差你阿嚟嗰度嚟行路嚟嘛，全部冇個馬噶咯，嗱，第三日第二度來一笪第二度嗰度浦下啲苦行得路，三加三四加五會嚟，就多個嘛，嗱，哦。 အင်းနဲ့အားနဲ့မခုခါနိုင်ရင်သူတို့နောက်ကျွားတယ်ပြန်ဖြတ်တိုက်တာတို့နော်ဖြတ်တောက်တာတို့လမ်းကနေဖြတ်တိုက်တာတို့ဒါမျိုးလည်းထိထိရောက်လို့ပို့လို့တယ်အဲမိုးကုတ်ကိုခုခါကာကွယ်တည်တာတွေမကဘူးနော်မိုးကုတ်နဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်ဒေသတွေမိုးကုတ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာနော်ပြည်သူတော်လှန်ရေးတပ်တွေအနေနဲ့တံပြန်ထိုးစစ်တွေလုပ်ဖို့လိုတယ် မုတ်ကုတ်အခုဆက်ဆက်နေတာဘာရှိလဲမုတ်ကုတ်နဲ့ဆက်ဆက်နေတဲ့ဟာတွေတောင်ခမ်းတို့နောင်ချိုတို့ကြောင်မဲတို့ဒါတွေရှိရှိတဲ့နေရာတွေမှာလည်းပဲပြန်ပြီးတော့အ ਨੇ ဆုံးတော့ပြစ်ပြေးတဲ့ပုံစံမျိုးတွေတော့လုတ်ဖို့လိုတယ်မိုင်းဆွဲတဲ့ပုံစံမျိုးတွေလုတ်ဖို့လိုတယ်ချောင်းပြစ်တဲ့ပုံစံမျိုးတွေလုတ်ဖို့လိုတယ်စလိုက်ပါလုတ်တဲ့ပုံစံမျိုးတွေလုတ်ဖို့လိုတယ်ဒရုန်းနဲ့ဝင်ပြစ်တဲ့ပုံစံမျိုးတွေလုတ်ဖို့လိုတယ်နော်သူတို့သွားတဲ့ line ကိုဖြက်စီးတဲ့ပုံစံမျိုးတွေလုတ်ဖို့လိုတယ်ဒါတွေကိုကကိုတက်နေတဲ့နီးနားနဲ့လုတ်ပြီးဒီကောင်းဒီအိမ်နေကဒီတနေရာကရှိရှိလေးလေးမရှိဘူးဒီနေ့တိုင်းမှာရန်သူရှိတယ်လို့မှတ်ယူနိုင်အောင် အငယ်ကကျွန်တော်တို့ကနှောက်ယှက်ပေးဖို့လိုတယ်ဒီလိုလုပ်ဖို့ကကျွန်တော်တို့အရေးကြီးတယ်ရောက်ဖို့မိုးကုတ်ကိုခုခံကာကွယ်တာတွေမိုးကုတ်မှာရှိတဲ့ယန္တရာကြီးတွေကိုခုခံကာကွယ်တာတွေကိုခံစစ်တွေနဲ့တိုက်ပွဲဝင်ဓာတ်တွေမကဘူးဖြစ်နိုင်ရင်တင့်တော်သလိုထိုးစစ်ကိုလုပ်ဖို့လိုတယ်ထိုးစစ်မှာလည်းအင်းနဲ့အားနဲ့မြို့သိမ်းနယ်သိမ်းနဲ့ထိုးစစ်မထိရင်တောင်မှသူတို့တက်တွေကိုတက်နိုင်အောင်နှောက်ယှက်ဖို့လိုတယ် ျွန်တော်အနေနဲ့ဒီတနေရာမှာမရှင်းလင်းမှုရန်သူရှိတယ်ပါလို့မှတ်ယူဖို့လိုတယ်ဒီလိုဖြစ်အောင်လည်းကျွန်တော်တတ်တိုက်တဲ့ဒီနဲ့လုပ်ပေးဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့เนาะဒီအောင်ရတော့စကားစားတော့လေเจ้าကိုဦးစားပေးပါပဲလေเจ้าကိုအဓိကထားပါပဲသူကလေเจ้าမှမရှိရင်တော့သူတို့လည်းရှုံးတာကြာလာပြီဗျဒါပေမဲ့လေเจ้าကိုရှိပါဝါရှိတိုင်းနိုင်သလားဆိုတော့ဗီယက်နမ်စစ်ပွဲမှာအမေရိကန်က B52 တို့နေရန်လေတိုင်းနဲ့ဘုံကျဲတာเนาะဒီလိုကျဲပြီမဲ့ဗီယက်ကောင်တွေရော ရှုံးသွားတာပဲဘာကြောင့်လဲဆိုတော့နေအောင်စစ်စင်ရေးတွေမြောက်ဆိုင်ကောင်းစစ်စင်ရေးတွေကထိတိယောက်အပေါင်းချပြီးပြည်သူအင်အားနဲ့အမေရိကန်ကိုဗီယက်နမ်တွေကနိုင်အောင်တိုက်သွားတာဒီလိုပုံစံမျိုးပဲကျွန်တော်တို့ကနော်ထပ်ပြီးတော့ကျွန်တော်တို့ဒီစကားဆဆိုတဲ့အကောင်ကိုဒီလိုပုံစံနဲ့နှောက်ချက်ဖို့လိုတယ်ဒီလိုပုံစံနဲ့ရိုက်ချိုးဖို့လိုတယ်ဒီလိုလှုပ်ဖို့အတွက်ကဆိုပြည်သူအားလုံးကဆိုရင်စီစီယုံနဲ့တိုက်ပွဲဝင်ရမယ်ရောက်လို့ဒီမိုးကုတ်တိုက်ပွဲမှာဒီနော်မိုးဘူဟာနေပြီးတော့မှတို့လိုအပ်တဲ့ ပစ္စည်းတွေသူတို့တိုက်ရင်းတို့ပဲလိုအပ်တဲ့ငွေကြေးတွေကိုသူတို့အတင်းနဲ့အလှခနေတာတွေကိုလည်းကျွန်တော်ကထောက်ခံတယ်။ဒါပေမဲ့တခုရှိတာကတော့နော်ဒီပတ်စာပိုက်ပြီးတော့ပြေးတာမျိုးမဖြစ်အောင်တော့ကျွန်တော်တို့ကဝိုင်းပြီးတော့တော့ဟိုလိုအပ်တယ်လို့ကျွန်တော်တို့ကဝိုင်းပြီးပြည်သူတွေတိုင်းစောင့်ကြည့်ထားဖို့လိုတယ်ဗျာ။ဘာကြောင့်လဲဆိုတော့မိုးကုတ်တိုက်ပွဲရပါလဲဆိုရင်နော်ဒီ NUG တခုတည်းတည်းမမဆိုင်ဘူး။တပြည်တော့ကလည်းကျွန်တော်တို့စောင့်ကြည့်နေတယ်။ပြည်တွင်းလည်းမကောက်ဘူး။နိုင်ငံတကာလည်းစောင့်ကြည့်နေတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကို ပျောက်ပျောက်နေနေအာခံနဲ့တိုက်ပွဲတစ်ခုဖြစ်လိုက်တယ်လို့လဲနော်ကဘာကမှတ်ယူလာဖို့အတွက်ကျွန်တော်တို့ကတိုက်ပွဲဝင်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကဲနော်အာခံမှုကိုနိုင်ငံတကာကြောက်နေရတာတိုင်ဝမ်ဆိုလည်းကြောက်နေရတာပဲဖိလစ်ပိုင်လည်းကြောက်နေရတာပဲအမေရိကန်လည်းစိုးရိမ်နေရတာပဲဒါတွေကိုကျွန်တော်တို့ဗမာပြည်ကနေပြီးပျောင်ပျောင်တင်းတင်းနဲ့ခုခံပြီးတော့အောင်မြောင်လုပ်တယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေရဲ့နော်တိုက်ပွဲဝင်မှုတွေကျွန်တော်တို့ရဲ့ရဲစွမ်းတတ်မှုတွေကို ကဘာကလည်းယုံကြည်လာမယ်လက်ခံနိုင်မယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကပါတယ်ဆိုတော့ဒီမိုးကုတ်တိုက်ပွဲမှာဒီတရုတ်ရဲ့ဩစာအာနာချဲ့တွင်မှုကိုပျောင်ပျောင်လေးစန့်ကျင်တဲ့တိုက်ပွဲတစ်ခုဖြစ်ရမယ်။နောက်ပြီးဒုတိယကဘာစစ်မှာနာဇီရဲ့စစ်ရန်တရားကိုမှချိုးနှင်ချက်စီးလိုက်တဲ့စတာလင်ဂရက်တိုက်ပွဲဒုတိယစတာလင်ဂရက်တိုက်ပွဲလေဖြစ်အောင်ကျွန်တော်တို့ကဝိုင်းပြီးတော့ကြိုးပမ်းဖို့လိုတယ်။ဒါတွေမကဘူးမိုးကုတ်တွေမကဘူးဗမာတပြည်လုံးမှာတိုက်ပွဲဝင်နေတဲ့ တော်လာရေးတပ်တွေကိုအားပေးဖို့လိုတယ်အာရကတပ်တော်ကိုလည်းဝိုင်းပြီးဝိုင်းရဖို့လိုတယ် KYU မှာဆိုရင်တပ်မဟာ၅တို့နော် KND မှာတိုက်ပွဲဝင်တဲ့တပ်တွေကိုလည်းကျွန်တော်တို့ကပြည်သူတွေရဲ့ဝိုင်းဝိုင်းဝင်ပြီးတော့နော်ထောက်ကန်အားပေးဖို့လိုတယ်ချင်းမှာလည်းစကားစတွေကဝင်မြော့နော်ဖိုးစစ်ဆင်လာတဲ့ဒါကိုလည်းပဲတတ်နိုင်တဲ့နီလာနဲ့သူတို့ရဲ့နောက်ကျောအတွေဖြတ်တောက်ပြီးတော့တိုက်တဲ့ဤပြူအားတွေပုံပြီးတော့မှဒီကောင်ကြီးရဲ့စစ်ရတရားတွေကိုကျွန်တော်တို့ချိုးနိုင်ဖို့လိုတယ်ဆိုတဲ့အကြောင်းကို ဒီကြကျွန်တော်ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ